ငလင်တန်းနှင့်ပြည်သူများအတွက်နိပွန်ဖောင်ဒေးရှင်းကဒေါ်လာ3သန်းတန်ဖိုးရှိအစားအသောက်များနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်းသိရပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလွင်ဦးနှင့်နိပွန်ဖောင်ဒေးရှင်းအလုံးမှုဆောင်ညွှန်ကြားမှုမစ္စတာယူဂျီမိုရီတို့မေလ9ရက်တွင်တွေ့ဆုံရာတွင်လှူဒါန်းမဲ့အစီအစဉ်ကိုဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ထို့သောတွေ့ဆုံရာတွင်မစ္စတာယူဂျီမိုရီကငလင်တန်းကြောင့်အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးခဲ့ကြရသည်။မိသားစုဝင်များနှင့်အတိုင်အဝန်းများအတွက်ဝန်ထမ်းကြီးကွယ်ရကြောင်းပြောကြားခဲ့ပြီးနိပွန်ဖောင်ဒေးရှင်းမှ ငလင်တန်ထိခိုက်ခံစားရတဲ့ဒေတာများအတွက်အစားအသောက်များစေဘဆိုင်ရာပစ္စည်းများအပါအဝင်အမေရိကန်ဒေါ်လာ3သန်းတန်ဖိုးရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်ကူညီများကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနယ်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍သခိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မှဒေတာအချို့နှင့်နေပြည်တော်ရှိငလင်ဘေးတန်တင်ပြည်သူများသို့ပေးရန်ရန်စီစဉ်လျက်ရှိမှုကိုပြောကြားခဲ့ပါသည်ဒုတိယဝန်ကြီးကဒီမွန်ဖောင်ဒေးရှင်းမှပေးရလျက်ရှိတဲ့အကူအညီများပေါ်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်